မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နှင်းနဲ့စကားပြောဆိုနည်းလေးတွေအပြင် အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဧကတသမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ဇတ်တော်ကြီးဝိထုတပုတ်ဖြစ်တဲ့ဗရမ ्या ပြတနာစုံစမ်းကံဆိုတဲ့ဇတ်တော်ကြီးကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ် ဗမာပြည်တနာစုံစမ်းကံဆိုတဲ့ကောင်းထုတ်ချက်ကို မင်းဘူးဆရာတော်ဥဩဘာသာရေးတဲ့မဟာမဟောတတာဇတ်တော်မှာ ထုံနှုတ်ထားတာဖြစ်ပါတယ်ဆရာတော်ဥဩဘာသာသည်ကုန်းမောင်ခေတ်တွင်ဇဂပြေအရေးအသား၌ထင်ရှားသောဆရာတော်တပါဖြစ်သည်ဆရာတော်ဤဇာတိမှာမင်းဘူးမင်းဘူးမြို့အနီးရတရွာဖြစ်သည်ဟုဆိုကြသည် ဖွားမြင်သောနှစ်ကိုအတိအကျမသိရတော့လဲမြန်မာနှစ်1120ပြည့်နှစ်ခန့်ခရစ်နှစ်1958ခုနှစ်ခန့်ဟုခံမှန်းကြသည်ခမည်းတော်သည်ရတ္တာမြို့အသေးကြီးဖြစ်ကြောင်းသိရသည်ဆရာတော်သည်ငယ်စဉ်ကပင်မင်းဘူးမြို့လေသာကျောင်းဆရာတော်ထံတွင်စာပေပညာလေ့လာစီးပုခဲ့သည်စံလင်္ကာတရားနေတိ ပါဠိအထကထာဒီကအဖျားဖျားတို့ကို တက်ကြွန်းခဲ့သည် လေသာချောင်းဆရာတော်ဤလက်ရင်းငယ်တပည့်ဟု အလွန်ထင်ရှားခဲ့သည် အသက်20တွင်ယဟန်ပြု၍၄ဝ၅ဝအရပင်မြမာနှစ်1144ခုနှစ်ပြာတုလ၌လေသာချောင်းတာယကဥဝဤတာမောင်ထောက်ဤတောင်းမှန်ချက်အရာ တေဇသူနေမဘူဇန္နာဝိဝေဖူသောစัจကြီးဆယ်ဘွဲ့မှဆန္နကုမာရဇတ်တော်ကြီးဝိထုကိုမြမစကပြေဖြင့်စတင်ရေးသားခဲ့သည်ဆရာတော်သည်ဇကြီးဆယ်ဘွဲ့အ ਨੇ သူဝနတာမဇက်နှင့်ပုရိတ္တဇက်မတပါကျန်သောဇက်တော်ကြီးရှစ်ဘွဲ့ကိုရေးသားခဲ့သည်ဆရာတော်ဤဝေသနရာဇက်တော်ကြီးသည်နှောင်းလူတို့ဆန်ထားရသောစကပြေဖြစ်သည် အခြားဇတ်တော်ကြီးများနဲ့မတူထူးခြားကောင်းမွန်သောဆရာတော်ဤလက်စွမ်းပြဇတ်တော်ကြီးဝတ္ထုဟုဆိုထိုက်ပေသည်မြန်မာနှင့်1146ခုနှစ်တစောင်းမုံလတွင်မိမိရဲ့သောဇတ်တော်ကြီးဝတ္ထုများအ ਨੇ အရှေလျားဆုံးဖြစ်သောမဟောတတဇတ်တော်ကြီးဝတ္ထုကို ရေးသားပြုစုခဲ့သည် ဆရာတော်ဤသကပြေအေးသားမှာပြေပြေချောမွေ၍နှစ်လိုပဲရှိသည်ဆရာတော်သည်ဇတ်တော်ကြီးဝိတုများကိုရေးသားစီရင်တော်မူသည့်အချိန်များတွင် စာပေတင်ကြားခြင်းစာပေကြည့်ရှုခြင်းစာပေပို့ချခြင်းအစရှိသည့်ကိစ္စကြီးငယ်တို့ကိုမယုတ်ယော့စေခဲ့ပြီးလေသာကြောင်းဆရာတော်ကြီး ပြန်လည်တော်မူလျင်ဆရာတော်သည် လေသာကြောင်းတွင်ကြောင်းထိုင်၍စာပေပို့ချခဲ့သည် ဆရာတော်သည်မြန်မာနေထောင်160ပြည့်နှစ်ခန့်တွင်ဝါရော20တွင် ပြန်လွန်တော်မူသည်ပရမ ्या ပြတနာဖြေဆိုကံဇတ်တော်ကြီးဝိထုတွင်မဟောတတာ ဖြေရှင်းရသော ပြတနာများအ ਨੇ ပရမ ्या ပြတနာ ဖြေရှင်းပုံကိုဖော်ပြထားတာဖြစ်ပါတယ်ကဲဒါဆိုရင်ပရမ ्या ဒါလေးကတော့ပရမ ्या ပြတနာစုံစမ်းကံဆိုတဲ့ နော်ဝိတုကို ရေးသားခဲ့တဲ့မင်းဘူးစီရတော့ဥောပါဒရဲ့အကြောင်းလေးဖြစ်ပါလိမ့်ရှင်ကဲဒါဆိုရင်ဗရမ ्या ပြတနာစုံသင်္ကန်းဆိုတဲ့ဝိတုလေးကိုဖတ်ကြည့်လိုက်ရအောင်ဗရမ ्या ပြတနာစုံသင်္ကန်းဗရမ ्या ပြတနာဟူဒီကာ ထိုဝိဒေဟရိမင်းကြီး၌ဖျားလောင်ကုသမင်းဖြစ်တော်မူသောအခါတရားမင်းပေးအပ်သောဗဒမားသည်ထီနန်လေဖောက်တော်လဲမပြောက်မပြဲအဆက်ဆက်မင်းတို့သုံးဆောင်ရာဖြစ်ဖြစ်ဝိဒေဟရိမင်းလက်ထက်တိုင်ရှိ၏ထိုဗဒမားသည်ကြိုးထားရာအပေါအောက်ရှစ်ပါးရှိသည်ဖြစ်ဖြစ်ဝိဒေဟရိမင်းလက်ထက် အထက်ကကျိုးဟောင်းပြက်သည်ဖြင့်ကျိုးဟောင်းကိုနှုတ်ပြည့်၍ကျိုးသစ်တက်ခြင်းကမတက်နိုင်ခြင်းကြောင့်ကျိုးတက်၍မသုံးမဆောင်ရာဖြစ်သည်ဝိတေဟရေမင်းကြီးသည်ထိုဗတ္တမြားကို ပြက်တနာပြု၍မဟောတတာဒုက္ခမိန်ကိုစုံစမ်းလိုသောကြောင့်အရှိမစ္စည်းမမစ္စည်းမဂုံရွာသားတို့ပညာရှိเจ้าကိုငါကြားသိတော်မူသည်နှင့်အညီ ဤဗရမ ्या ၌ကျိုးဟောင်းစာကိုနှုတ်ပြ၍ကျိုးသစ်တက်ကြရမည်ကျိုးသစ်မတက်နိုင်လျင်ရာဇဒန်တထောင်သင့်စေဟုရာဇဒန်နှင့်ဗရမ ्या ကိုပါစိပါစိနယဝမိစကုံရွာသို့ပို့စေ၏ရာသူရာသောအပေါင်းတို့သည်ထိုဗရမ ्या ၌ကျိုးဟောင်းကိုမြည်သို့နှုတ်ရမည်ကျိုးသစ်ကိုကမြည်သို့တက်ရမည်ဟုမသိနိုင်ကြသဖြင့် ရှင်းနီအတူမဟောတရာဒုက္ခမိန်ကိုပြ၍မေးကြကုန်၏မဟောတရာဒုက္ခမိန်သည်ထိုဗရမ ्या ကိုမြင်လျင်သင်တို့မစိုးရင်ကြလင်ပြားရည်သာဆောင်ယူကြစေဟုဆို၍ပြားရည်ကိုဆောင်ယူစေပြီးသောဗရမ ्या ၌အပေါဝနှစ်ဖက်ကိုလိမ့်တုပ်ပြီးမှနူးညံ့တိမ်မွေးလှစွာသောကဗလာချီကိုကြိုးကြည့်ပြီးလျင်ထိုကဗလာကြိုးစား၌ပြားရည်ဖြင့်တုပ်၍ ကဗလာကျိုးစာကိုဗရမအပေါ့ဝကျိုးဟောင်းစာတစ်ဖက်နှင့်တိလျက်စင်းငယ်သွင်း၍ထားပြီးတော့ဗရမတစ်ဖက်ကပရွက်ဂျင်နီပိုးရွာများကို စားတော့စေခြင်းဟာပရွက်ဂျင်နီပိုးရွာများထိုပိုးရွာများတို့နေရာလမ်းဝ၌တိလျက်ဗရမကိုထား၏ထိုအခါပရွက်ဂျင်နီ ပိုးရွာတို့သည် ပြားရဲ့အနံ့ဖြင့်ထွက်လာလျက် တဖက်သောဗရမျဝ၌ကျိုးဟောင်းဆောင်ဆွေးဆွေးကိုရောထွေး၍တုတ်ထားသော ပြားရည်ရမက်နှိုးစော်သဖြင့်ကျိုးနှင့် ပြားကိုခြားနမတဲ့သူ့အလျင်ကဥအောင်သာကြိုက်ခဲစားတော့တောက်စားကဗရမျအတွင်းသို့ဝင်လျက်တဖက်ကကပလာကျိုးစားသည့်ကိုကြိုက်ငင်၍ဝင်ငယ်သောအပေါက်ကိုနောက်ဆုတ်ဆောင်ယူထွက်ကုန်၏ ဤသို့အကောက်ရှိပါနှင့်ဗရမယာမျက်မျက်ကိုကျိုးတက်၍ပြီးပြီးသောမဟောတတာဒုက္ခမိန်သည်ယွာသာအပေါင်းဤဗရမယာ၌ကျိုးဟောင်းကိုနှုတ်ပြ၍ကျိုးသက်တက်ခြင်းသည်တထေသမဟောတတာပညာဖြစ်သည်ဟုလျှောက်ထား၍မင်းကြီးအားဆက်လေတော်ဟုဆို၏ယောဒီယောသာအပေါင်းတို့လည်းဖျားလောင်းဆိုတိုင်းမင်းလည်းမင်းကြီးအားလျှောက်ထား၍ဗရမယာကိုပို့ဆက်ကုန်၏ ဝိတေဟရိမင်းကြီးသည်ပရမ ्या ၌ကျိုးသွင်းခြင်းအချင်းအရာပညာကုန်တတ္တိကိုကြားသိရလျင် အလွန်နှစ်သက်သဖြင့်သေနကအမတ်ကြီးကို ခေါ်၍တိုင်မင်းမြဲတိုင်မင်းမြန်သည်သေနကအမတ်ဒုက္ခမင်းလဲအရှင်မင်းကြီးဤမြဖြင့်မဆောင်ယူသင့်သည်ပညာစမ်းရန်ရှိပါသေးသည်ငဲ့တော်မူပါအောင်လို့ဟုလျှောက်ထားသည်ဖြင့် မင်းကြီးငဲ့နေပြန်၍တဖန်ပြတနာတနည်းစီရင်ပြန်၏ဤလဲဖျားလောင်းအားကောင်းချီးမင်္ဂလာတကြိမ်ဖြစ်စေသည်တဲ့ဒါလေးကတော့မင်းဘူးဥောပါဒရေးသားထားတဲ့ဗရမယပြတနာစုံစမ်းကံဆိုတဲ့เนาะဇာတိဆက်ပွဲတွေကတစ်ဖွဲ့အကြောင်းလေးရေးထားတာဖြစ်ပါတယ်เนาะဒီဗရမယပြတနာစုံစမ်းကံဆိုတဲ့ စာလေးမှာเนาะခက်စစ်အဖွင့်ဆိုပြီးတော့ရင်ခက်စစ်16လုံးပါပါတယ်เนาะပထမဆုံးကတော့ကဗလာချီကဗလာချီဆိုတာနူးညံ့သောတားမွေးချီနံပါတ်2ကဌာနမထင်ဌာနမထင်ဆိုတာကွဲကွဲပြပြမသိတာကိုခေါ်တယ်နံပါတ်3ကငန့်ငန့်ဆိုတာစောင့်မျှော်တယ်နံပါတ်၄ကစင်းငယ်စင်းငယ်ဆိုတာအနှဲငယ် နံပါတ်5စော်နှိုးစော်နှိုးဆိုတာနှိုးစော်သည်သွေးဆောင်သည်နံပါတ်6ကဆက်ဆက်ဆိုတာမြင့်မြတ်သူအားပေးသည်နံပါတ်9ကထီးနှံလဲဖောက်သူကတော့မင်းအဆက်ဆက်ပြောင်းသည်ဆိုတဲ့အတိတ်ပဲနောက်နံပါတ်6ကပါစီနယဝမင်းစကုံးရွာဆိုတာအရှိအယံမူမူရောစပါးဆိုင်သောအလေရွာဆိုလို့ဆိုတာဖြစ်ပါတယ်နောက်တစ်ခုကမဟောတတ္တ မဟောတတာဆိုတာကတော့ဖះလောင်းဒုက္ခမိန်ကိုခေါ်တာဖြစ်ပါတယ်မဟာအပေါင်းဩတတစေဆွမ်းကောင်းပိုင်ရှင် စေတောင့်ကိုင်းရဲ့ဖွားမြင်လာသူ ဆိုတဲ့အတိတ်ပဲရှိပါတယ်နံပါတ်30မြစ်စကုံးရွာသူကတော့အလဲရွာ ဆိုတဲ့အတိတ်ပဲရှိပါတယ်နောက်နံပါတ်7ကရာဇတန်ရာဇတန်ဆိုတာကတော့မင်းပေးသောအပြစ်တန်မင်းပြစ်မင်းတန်ကိုခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကရာဇတန် ရာဇသန်ဆိုတာကတော့မင်းတပားမှတပားတို့အကြောင်းကြားချက်ကို ပြောတာဖြစ်ပါတယ်။နောက်နံပါတ်73ဟာယမက်ယမက်ဆိုတာကတမက်ချင်းနံပါတ်14ဟာရှောက်ထားရှောက်ထားဆိုတာမြင့်မြတ်သူအားယိုသေးစွာပြောကြသည်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။နံပါတ်15ကဒုက္ခမိန်ဒုက္ခမိန်ဆိုတာကတော့တိမ်မွေ့ထက်မြက်သော အသိပညာ အသည့်အမြင်ရှိသူပညာရှိကိုခေါ်တာဖြစ်ပြီးတော့သုံးဆောင် သုံးဆောင်ဆိုတာကတော့အသုံးပြုတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါလေးကတော့နော်ဗရမ ्या ပြတနာစင်ရင်ကန်းနဲ့ဟာခက်စစ်ကလေးတွေဖြစ်ပါတယ်ဒီသင်ဒီသင်ကန်းစာကိုကြည့်မယ်ဆိုလို့ရှိရင်နော်မဟောတရာမဟောတရာရဲ့ပညာရှိပုံနဲ့ဒီဗရမ ्या ပြတနာကို သူဖြည့်ဆင်းနိုင်တဲ့နီလန်လေးသူ့ရဲ့ပညာစွမ်းနဲ့အလွယ်တကူဖြည့်ဆင်းနိုင်တဲ့ပုံစံလေးကိုပြောပြရေးသားထားတာဖြစ်ပါလေရှင်။ကျေးဇူးတင်ပါတယ်ရှင်။